ူပိုင်တမရဒူတာဒီကိုပြီးခဲ့တဲ့ရက်က ICC ကနေပြီးတော့ဖမ်းသွားတဲ့တဲ့င်းကကမ္ဘာသတင်းမီဒီယာကရရဲ့ခေါင်းကြီးပိုင်းမှာတိုးလစ်ကျော်ဖြစ်ခဲ့ပြီးတော့ဒူရူရီရဲ့အိုင်ယွန်ဆိုက်ချင်းကိုလည်းခံခဲ့ရပါတယ်။အဲ့တော့ဒူတာဒီဖမ်းခံရတာကကျွန်တော်တို့အာရှမှာ ICC ဖမ်းချင်းခံရတဲ့ပထမအဦးဆုံးလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီမှာစိတ်ဝင်စားဖို့ကောင်းတာက ICC ကမတ်လ9ရက်နေ့မှာပဲသူ့ကိုဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီးတော့မတ်လ17ရက်နေ့ဒူဒါဒီရဲ့ဟောင်ကောင်ကနေပြီးတော့မနီလာလေစိတ်ကိုအဝယ်မှာစောင့်ပြီးတော့ဖမ်းခဲ့ကြတယ်ဆိုပြီးတော့လည်းသိရတာပါ။အဲတော့ဒူဒါဒီဖမ်းခဲ့ရပြီးချင်းချင်းမှာပဲလေစိတ်ကိုဒူဒါဒီကိုထောက်ခံတဲ့လူအများစုကရောက်လာပြီးတော့စန္ဒာတွေလည်းပြကြတယ်လို့ခုအချိန်မှာဆိုလို့ရှိရင်တော့ဖိလစ်ပိုင်မှာကဒူဒါဒီကိုထောက်ခံတဲ့လူနဲ့ဒူဒါဒီဖမ်းခံရတာကို ဝမ်းသာနေကြတဲ့လူတွေဆိုပြီးတော့အုပ်စုကလည်းနှစ်စုပွဲသွားပါတယ်အဲ့တော့ဒူတာဒင်းအနေနဲ့ဗတိလာလေးစိတ်ကိုစင်စင်ချင်းမှာအင်တာဗျူးရေးတွေကသူ့ကိုဖမ်းသွားခဲ့တဲ့အချိန်မှာပဲသူ့ကိုဘာကြောင့်ဖမ်းတာလဲပေါ့နော်ငါဘာတွေကျူးလွန်ထားမိလို့လဲဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာကကျွန်တော်မိတ်ဆွေတို့အတွက်ဒူတာဒီဆိုတာကဘယ်လိုလူမျိုးလဲသူရဲ့တက်တန်းတစ်ချောင်းမှာသူဘာတွေလုပ်ခဲ့တာလဲပြီးတော့ဖိလစ်ပိုင်နိုင်ငံနေနဲ့ ICC ဖွဲ့ဝင်မဟုတ်တော့တဲ့အခြေအနေတခုမှာအခုတမရဟောင်းဒူတာဒီကိုဘာဖြစ်လို့ ICC ကဖမ်းနိုင်ခဲ့တာလဲ စတဲ့အကြောင်းတွေနဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်သိရှိရသမျှသတင်းကြောင်းတွေကိုပြပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1945ခုနှစ်မတ်လ28ရက်နေ့မှာမင်ဒနာအိုကျွန်းဒါဗာအိုမြို့မှာမွေးဖွားခဲ့တဲ့ဒူတာဒေးအနေနဲ့သူ့ရဲ့ဖခင်အားဆိုလို့ရှိရင်တော့ဖီဆန်တဲ့ဒူတာဒေးဖြစ်ပြီးတော့ဒါဗာအိုမြို့ရဲ့ဥပဒေရေးရာဝန်ကြီးလည်းဖြစ်တယ်လို့ဥပဒေစိုးမိုးရေးမှူးတဦးလည်းဖြစ်ပါတယ်။ဒူရာဒီရဲ့အမေဆိုလို့ရှိရင်လဲကျောင်းဆရာမတူဦးဖြစ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒူရာဒီရဲ့မွေးဖွားရာဇာတိမျိုးက တို့မိသားစုရဲ့အာနာကြီးစိုးခဲ့တဲ့မြို့လိုပဲပြောရမှာပါအဲ့တော့ဒူတာဒေးတယောက်ကမွေးလာကလေးကမိုးကြွရွှေကိုဖြစ်ခဲ့ပြီးတော့သူ့ရဲ့ငယ်ဘဝတွေမှာအเจ้าမှဆိုလို့ရှိရင်လည်းပြဿနာအမြဲလိုလိုတတ်တက်တဲ့သူတို့ဦးဆိုပြီးတော့လည်းသိရတာပါအဲ့ဒီလိုနဲ့ဒူတာဒေးကအထက်တန်းအကြောင်းကိုလည်းဒါဘာဟို high school မှာပဲသင်ကြားခဲ့တာဖြစ်ပြီးတော့ဖိလစ်ပင်းရဲ့ university မှာဥပဒေအတတ်ပညာဘွဲရခဲ့သူတူဦးလည်းဖြစ်ပါတယ် ဒီလိုနဲ့ပဲသူရဲ့တက်လက်ပိုင်းရွယ်တစ်ခုအရောက်မှာ1982ခုနှစ်မှာပဲ St. Peter College of Law မှာဥပဒေဘွဲကိုရရှိခဲ့ပါတယ်ဒီလိုနဲ့ပဲသူရဲ့ချက်မဲ့မွေးဖွားရာဒေတာဖြစ်တဲ့ Davao မှာသူ့အနေနဲ့ Davao ရှေ့နေဖြစ်နေစတင်ပြီးတော့တာဝန်တွေထမ်းဆောင်ခဲ့တယ်။ကျွန်တော်ရှေ့မှာပြောသားခဲ့တဲ့အတိုင်းပဲဒူတာဒေးရဲ့အဖေက Davao မြို့ရဲ့ဥပဒေရေးရာဝန်ကြီးဖြစ်နေမှာတော့ဒူတာဒေးတယောက်အတွက်ကနိုင်ငံရေးလောကတွေကိုဝယ်လာဖို့အတွက်ကသူ့အတွက်ခိုင်းင်းတဲ့အလုပ်မဟုတ်ဘူးလို့ပဲဆိုရမှာပါ။အဲဒီလိုနဲ့ပဲ တက္ကသိုလ်ကနေပြီးတော့ဥပဒေပွဲနဲ့ကြောင်းပီးထားတဲ့ဒူတာဒီတယောက်အနေနဲ့1986ခုနှစ်မှာဒါဗာဟိုမြို့ရဲ့ဒူးဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်မှုတွေကစတင်ခဲ့ပြီးတော့1988ခုနှစ်မှာဆိုလို့ရှိရင်တော့ဒူတာဒီတယောက်ကဒါဗာဟိုမြို့ရဲ့မြို့တော်ဝင်ကြီးတယောက်အနေနဲ့စတင်ဖြစ်လာပါတော့တယ် အဲ့တော့ကျွန်တော်မိတ်ဆွေတို့သိအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒူရာဒေးအနေနဲ့သူ့ရဲ့1988ခုနှစ်ကစတင်ခဲ့တဲ့ဒါဗာအိုမျိုးရဲ့မျိုးတော်ဝင်နေတဲ့ထန်းဆောင်စဉ်မျိုးတော်ဝင်ယာတို့ကိုစတင်ခဲ့တဲ့ကဖိလစ်ပိုင်နိုင်ငံမှာနာမည်ကျော်ဇောလာတယ်လို့ပဲပြောရမှာပါအဲ့တော့ဒူတာဒီအနေနဲ့1988ခုနှစ်ကနေပြီးတော့2016ခုနှစ်အထိ22နှစ်တာအကြာသူခုလိုမျိုးဒါဗာဟိုမျိုးရဲ့မျိုးတော်ဝင်ဖြစ်လာတာတည်းတပြိုင်နက်ဒါဗာဟိုမျိုးရဲ့အကြမ်းဖက်မှုတွေပြီးတော့မွေးစေဝါကိစ္စတွေနဲ့ တခြားသောဒုစရိုက်ကြီးငယ်တွေအတွက်ကိုအကြမ်းဖက်မှုတွေနဲ့အတူဥပဒေစိုးမိုးမှုမရှိဘဲနဲ့ပြစ်ဒဏ်ပေးမှုတွေနဲ့အတူဒူတာဒေးကနာမည်ကြီးလာခဲ့တယ်လို့ပဲပြောရမှာပါအခုလိုမျိုးဒူတာဒေးအနေနဲ့ဒါဗာအိုမှာမြို့တော်ဝင်အဖြစ်ကိုစတင်လာတဲ့အချိန်တပြိုင်နက်ပါပဲဒါဗာအိုဒက်စကွတ်ဆိုတဲ့အဖွဲ့အစည်းတစ်ခုကပေါ်ပေါက်လာပြီးတော့ဒီဖွဲ့စည်းအနေနဲ့ဒုစရိုက်မှုတွေမူရစီဝအမှုတွေကိုအကြမ်းဖက်နှိမ်နင်းတဲ့အဖွဲ့တစ်ခုအဖြစ်လဲနာမည်စတင်ကြော်စောလာခဲ့ပါတယ်ပေါ့နော် အဲ့တော့ဒီ Double Desktop ဆိုတဲ့အဖွဲ့ကဘယ်လိုပေါ်ပေါက်လာလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်အောင်ပါ Double Desktop ကိုတော့ဖိလစ်ပိုင်နိုင်ငံမှာကျေးစားအဖွဲ့လူသက်အဖွဲ့ဆိုပြီးတော့လဲနာမည်ပေးကင်မွန်တက်ထားတာဖြစ်ပြီးတော့သူတို့အဖွဲ့ကတော့မူရစ်စေဝါကုသရောင်းဝယ်မှုမှာအဓိကပါဝင်ပတ်သက်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်တာဖြစ်ပြီးတော့ဒါအပြင်လူရမှုတွေနဲ့တင်းငယ်တဲ့ဒုစရိုက်မှုတွေကိုလှုပ်ဆောင်တယ်လို့ထင်ရတဲ့တန်ရရှိသူတွေကိုပါအမေးမြန်းမရှိဘဲနဲ့တပ်ဖြတ်မှုတွေကိုပါလှုပ်ဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ပေါ့နော် ဒါပေမဲ့ Discord ကြီးစိုးလာခဲ့တဲ့ခုနှစ်တည်းဟာဆိုလို့ရှင်တော့ဒူတာဒေးရဲ့မြို့တော်ဝင်ကာလာအစရီလိုပဲပြောရအောင်1988ခုနှစ်နောက်ပိုင်းတွေမှာကြဲကြဲပြန့်ပြန့်နဲ့အတော်လေးကိုအာနာစိုးမိုးလာတာဖြစ်ပြီးတော့ဒီဒါပေမဲ့ Discord တွေမှာတပုံတွေနဲ့ဖွဲ့စည်းထားတာလို့သိရပြီးတော့သူတို့ရဲ့အနေနဲ့ခြေစားလူသက်ပေးခြင်းတွေကိုလည်းလှုပ်ဆောင်နေဆိုပြီးတော့သိရတာပါသူတို့ပေါ့အနံလိုက်တဲ့ခြေစားလူသက်မှုတွေအတွက်ကို American Dollar 100ကနေပြီးတော့1000ကျော်ဝန်းကျင်ထိယူရဲဆိုပြီးတော့လည်းသိရပါတယ် အဆိုအားဆုံးအနေနဲ့ကတော့ဒါပါဝတက်စကွတ်တွေအနေနဲ့မူရစေဝါရောင်းဝယ်သူလို့သူတို့ရဲ့မျက်စိထဲမှာတန်လျာရှိလာခဲ့လို့ရှိရင်ဒီဒါပါအိုရဲ့လမ်းမတွေပေါ်မှာပဲဒီလူတွေကိုရရဆက်ဆက်တပ်ပစ်ခြင်းတွေကိုပြုလုပ်ကြတာပါဒါအပြင်လမ်းပေးမှာတောင်းစားကြတဲ့ကလေးငယ်တွေကိုလည်းအကြောင်းမဲ့တပ်ဖြတ်မှုတွေလည်းရှိပါသေးတယ်ပြီးတော့သူတို့ရဲ့မျက်စိထဲမှာတန်လျာရှိပြီဆိုလို့ရှိရင်မဲမဲမီယာတပ်ပစ်တတ်တဲ့လူသက်အဖွဲ့ဆိုပြီးတော့မှဖိလစ်ပိုင်ကဒါပါအဖွဲ့ကိုစုံစမ်းနေတဲ့သူတွေအနေနဲ့နာမည်ပေးကင်မွန်တတ်ထားတယ်လို့ပဲပြောရမှာပါ ပေရိုဒါဗာအိုဖွဲ့ကိုဆလပိုင်နိုင်ငံရဲ့ရဲတပ်ဖွဲ့ဝင်ဟောင်းတွေအနေနဲ့လက်နက်တပ်ဆင်ပေးပြီးတော့လေ့ကျင့်သင်ကြားပေးထားတယ်ဆိုပြီးတော့လည်းသိရတယ်လို့တဆက်တည်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဖြစ်ဒူတာဒီအနေနဲ့ဝင်းကြီးချုပ်ဖြစ်လာပြီးတဲ့အချိန်မှာအကြမ်းဖက်မှုတွေကတိုးလာခဲ့တယ်ပြီးတော့ဒီဒါဗာအိုဖွဲ့ကလည်းပေါ်ပေါက်လာတယ်ပြီးတော့သူ့ရဲ့မိကုန်းနေတဲ့မှာဆိုလို့ရှိရင်ပိုးရစေဝါတိုက်ဖြတ်မှုတွေကိုတရားစီရင်စရာမလိုပဲနဲ့တိုက်ရိုက်ဆုံးဖြတ်စီရင်မှာဖြစ်ကြောင်းကိုလည်းကြွေးကြော်မှုတွေကရှိခဲ့ပါတယ် ဲတော့ဒါဗာဟိုဖွဲ့အနေနဲ့ပတ်တန်းနေရဆိုလို့ရှိရင်1988ခုနှစ်နဲ့2000ပြည့်နှစ်ဝန်းကျင်အထိမှာသူတို့တန်ရရှိပြီးတော့မွေးရဆေးဝါးရောင်းဝယ်ပြုလုပ်တယ်လို့ထင်တဲ့လူတွေကိုတပ်ဖြတ်မှုကလူရေ300အထိရှိလာခဲ့ပြီးတော့2005ခုနှစ်နဲ့2008ခုနှစ်နောက်ပိုင်းတွေမှာဆိုလို့ရှိရင်တော့ဒီဒါဗာဟိုဖွဲ့စည်းကတပ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့တန်ရရှိသူတွေအနေနဲ့ခုနှစ်ကနေပြီးတော့800နီးပါးလောက်ထိတောင်မှတိုးမြင့်လာတယ်ဆိုပြီးတော့လည်းသိရတာပါဒီအချိန်မှာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေအနေနဲ့ ဒီဒါဘာအိုဖွဲ့စည်းဆိုတာကလူဒါဒင်းနေတဲ့ဒါဘာအိုမြို့မှာဝင်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာတဆက်သေးပေါ်ပေါက်လာတာဖြစ်တဲ့အတွက်လူဒါဒင်းနဲ့ဒါဘာအိုဖွဲ့တွေကဆက်ဆက်နေမလားပြီးတော့လူဒါဒီးကိုယ်တိုင်ကလည်းမွေးရေးစေဝါမှုတွေနဲ့ပတ်သက်ပြီးတော့တရားစီရင်စရာမလိုဘဲနဲ့ထိုင်ရိုက်ဖြည့်ရှင်းမယ်လို့ကြွေးကြော်ထားလို့စုံစမ်းစစ်ဆေးမှုတွေကအထူးရှိလာခဲ့ပါတယ်ပေါ့နော် ဂျူဒာဒေးအနေနဲ့2016ခုနှစ်အရောက်မှာတော့ဖိလစ်ပိုင်နိုင်ငံရဲ့တမရအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးတော့သူ့အနေနဲ့မဲဆွယ်စည်းရုံးမှုတွေမှာဖိလစ်ပိုင်နိုင်ငံရဲ့မျိုးရည်စေဝါကိုယ်တိုင်ရောင်းဝယ်နေတဲ့သူတွေမွေးရဆေးဝါအနေအတွင်းကြောက်ရောက်နေတာကိုသူ့အနေနဲ့ကဲ့တင်မှာဖြစ်ပြီးတော့မွေးရဆေးဝါအမှုတွေကိုလည်းတိတိကျကျကင်တွယ်မှာဖြစ်ကြောင်းကိုပြောဆိုခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲသူ့အနေနဲ့တမနာဖြစ်ရွေးကောက်တင်မြောက်ခံရရပြီးနောက်ပိုင်းမှာ မွေးဆေးဝါးနဲ့ပတ်သက်တဲ့နှိမ်နှင်းမှုတွေကအတော်လေးကိုစိုးရွားလာခဲ့ပြီးတော့မွေးဆေးဝါးနှိမ်နှင်းတာကနေပြီးတော့အကြမ်းဖက်မှုစနစ်အကြောင်းမဲ့တန်နေရတွေနဲ့ပဲလူတက်မှုတွေအထိပါတိုးပွားလာခဲ့တယ်လို့ပဲဆိုရမှာပါဒီမှာရှေ့ပိုင်းနေမှာ Davao Deskwork ဖွဲ့စည်းနေတဲ့ဒူတာဒေရိုရဲ့ပတ်သက်မှုကိုစုံစမ်းနေတဲ့သတင်းတောက်တွေ Editor တွေအနေနဲ့လဲဂျားကလာရီမှာပဲလောက်ကျန်တက်ပြတ်ချင်းကိုခံခဲ့ရတယ်ဆိုပြီးတော့လဲသိရတာပါ ူတာဒီအနေနဲ့ကတော့သူ့ရဲ့အစည်းအဝေးတွေမိကုံးနေပါဆိုလို့ရှင်ဒီဒါဗာဒက်စကွတ်ဆိုတာကတကယ်မရှိဘူးသူနဲ့လည်းပတ်သက်မှုမရှိဘူးဆိုပြီးတော့လေအတိအလင်းပြောဆိုမှုတွေကရှိပါတယ်ဒီလိုနဲ့ပဲနောက်ပိုင်းတွေမှာဒါဗာအဖွဲ့အစည်းရဲ့စိုးမိုးမှုတွေပြီးတော့မွေးရစေဝါရောင်းဝယ်သူတွေအပေါ်မှာလူ့ခွင့်ရမပေးဘဲနဲ့တပ်ဖြတ်မှုတွေကများပြားလာတဲ့အချိန်တခုမှာဆိုလို့ရှိရင်တော့2024ခုနှစ်မှာဖိလစ်ပိုင်အာနာပိုင်အဖွဲ့ဟောင်းတူဖြစ်တဲ့ အကမာတို့ပါတို့ကနေပြီးတော့ဒါဗာအိုတက်စကွတ် DDN အနေနဲ့တကယ်ရှိကြောင်းကို သူကအတိပြုပေးလိုက်ပြီးတော့တမနာဒူတာဒေးနဲ့ဘာပတ်သက်မှုမှမရှိကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်ဒီကနေ့စပြီးတော့ဖိလစ်ပိုင်နိုင်ငံရဲ့ PMB ရဲတပ်ဖွဲ့တွေအနေနဲ့ဒါဗာအိုရဲ့တရားမဝင်လူသက်ဖြတ်မှုအုပ်စုလိုက်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေအပေါ်မှာစစ်ဆေးမှုတွေရှိလာခဲ့ပြီးတော့ဒါဗာအိုအဖွဲ့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလည်းဖော်ထုတ်မှုတွေပါရှိလာခဲ့တာပါအဲ့တော့တပ်တွေရဆိုလို့ရှိရင်တော့ ရင်းရရှိတဲ့တခြားအာဏာပိုင်တွေကဒီဒါဘာကိုဖွဲ့မှာပါဝင်ပတ်သက်မှုတွေများစွာရှိလာပြီးတော့ဒီဖွဲ့ရဲ့လုံဆောင်ချက်တွေကဖိလစ်ပိုင်နိုင်ငံရဲ့လူ့အခွင့်အရေးကို ထိခိုက်စေခဲ့တယ်ဆိုပြီးတော့လည်းပြောဆိုမှုတွေပါရှိလာပါတယ်။အဲ့တော့ဒါဘာအိုဖွဲ့ရဲ့အကြောင်းကိုပြောနေလက်စားနဲ့ကျွန်တော်တို့ဒါဘာအိုဖွဲ့ရဲ့နှိမ်နှင်းမှုတွေကမူရစေဝါရောင်းဝယ်ကူတန်းသူတွေကိုအဓိကပြစ်မှတ်ထားပြီးတော့တပ်ဖြတ်မှုတွေပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖိလစ်ပိုင်နိုင်ငံရဲ့မူရစေဝါနဲ့ပတ်သက်တဲ့အခြေအနေတွေကိုလည်းတစ်ချက်ကြည့်လိုက်အောင်ပါ။ ဖိလစ်ပိုင်နိုင်ငံမှာဘိုးရစ်ဆေးဝါးတုံးဆွဲမှုနဲ့ရာဝယ်မှုပြဿနာကအချိန်တော်တော်ကြာရှိခဲ့တဲ့ကိစ္စတစ်ခုလိုပဲပြောရမယ်။ဒီကနေနေကတော့ရှာဘူးလို့ခေါ်တဲ့မတ်တာဖတ်တာမေးအတုံးဆွဲမှုတွေအရန်ကိုများတယ်ပြီးတော့ကုတက်ရောင်းဝယ်မှုတွေလည်းအထူးရှိလာခဲ့တယ်ပေါ့နော်။ဒီလိုကနေပဲတစင်ဖိလစ်ပိုင်နိုင်ငံရဲ့မွေးရစေဝါတိုက်ဖွဲ့ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရဆိုလို့ရှိရင်နိုင်ငံတော်ဝန်မှလူဦးရေ၁၈တန်းကနေပြီးတော့၃တန်းအထိကမွေးရစေဝါသုံးဆွဲသူတွေဖြစ်နေကြပြီဆိုပြီးတော့ဗခန့်မှန်းချက်တွေကထုတ်ပြန်လာခဲ့တာပါ ခုလိုမျိုးဖိလစ်ပိုင်နိုင်ငံမှာမိုးရွာစေဝါပြန့်နှံ့လာတဲ့အကြောင်းအရာဆိုလို့ရှိရင်တော့ဆင်းရဲခြင်းနဲ့လောက်ကန်ခွင်လန်းတွေနည်းပါးတာကြောင့်မို့ဆိုပြီးတော့လဲတုံသက်ထားကြပြီးတော့အဓိကအနေနဲ့ကတော့အုတ်ချုပ်ရည်မှုပိုင်းမှာအားနည်းတယ်လူတွေအနေနဲ့သိပညာတွေမတိုးတက်တာတွေကြောင့်သိပညာအားနည်းတာတွေကြောင့်မို့လို့ဆိုပြီးတော့လဲထုတ်ပြန်ခဲ့တာပါ အဲ့တော့တစ်ဆက်တည်းမှာပြောရမယ်ဆိုလို့ရှိရင်တော့တမရဒူတာဒေးအနေနဲ့ဒီအကွက်ဒီကိုပဲတည်တည်ချာချာနင်းပြီးတော့ဖိလစ်ပိုင်နိုင်ငံရဲ့မွေးရစေဝါတိုက်ဖက်ရေးတမရတူဦးအနေနဲ့လည်းပြည်သူလူထုရဲ့ထောက်ခံမှုကိုရခဲ့တယ်လို့ပဲဆိုရမှာပါဒီကနေ့တစ်ဆင့်ပဲမွေးရစေဝါတိုက်ဖက်ရေးကိုသူ့အနေနဲ့ကြေကြေပြန့်ပြန့်လှုပ်ဆောင်လာပြီးတော့လက်လွန်ကျက်သွန်နေဖြစ်သွားတယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ဒူတာဒေးအနေနဲ့သူ့ရဲ့နိုင်ငံရေးပိုင်းကဏ္ဍတွေမှာ တီယုန်နဲ့ဆက်ဆံရေးကအလွန်ကောင်းမွန်တာဖြစ်ပြီးတော့သူ့ရဲ့သမရတတန်းလျှောက်မှာဆိုလို့ရှိရင်တော့အမေရိကန်နဲ့ဆက်ဆံရေးကတော်တော်ဆိုးရွားခဲ့တယ်ဆိုပြီးတော့လည်းဖော်ပြမှုတွေကသိရတယ်လို့ဒူရာဒီရဲ့လက်ထက်မှာမိုးရစေဝါနှိမ်နှင်းမှုတွေကအတော်တွင်ကျဲခဲ့တယ်လို့ဆိုရပေမဲ့လည်းတစ်ဖက်မှာဆိုလို့ရှိရင်တော့ရဲတွေလူစိုးကိုင်းတွေအနေနဲ့အကန့်အသတ်မရှိလူခွင့်ရေးကိုမျက်ကွယ်ပြုတ်ပြီးတော့ဒီလိုမျိုးမိုးရစေဝါခိုင်းတွေကိုတွင်တွင်ကျဲကျဲအစုလိုက်ပြောင်းလဲတက်ဖြတ်မှုတွေကလည်းတရားဥပဒေစိုးမိုးမှုရှိပဲနဲ့ လောက်ကင်ခဲ့တာပါအဲ့တော့ကျွန်တော်တို့ ICC ကနေပြီးတော့ဒူတာဒေးကိုဘာကြောင့်ဖမ်းနိုင်ခဲ့တယ်လဲဆိုတဲ့အကြောင်းကိုဆက်လိုက်ရအောင် ICC ရဲ့အဖွဲ့ဝင်အနေနဲ့2012ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံကဖြစ်လာခဲ့တာဖြစ်ပြီးတော့တမင်ကျော်စောနေတဲ့ Davao Death Squad ကိုစုစမ်းမှုတွေကစတင်လာခဲ့တယ်လို့ပဲဆိုရမှာပါအဲ့တော့ Davao Death Squad ရဲ့အာဏာပြန့်ပွားမှုနဲ့လုံဆောင်ခဲ့တဲ့တပ်ဖြတ်မှုတွေဟာဆိုလို့ရှိရင်တော့စစ်တမ်းတွေအရ ICC မှာ Crime Against humanity ပြုလုပ်မှုဆိုပြီးတော့လဲဆွဲချက်တွေကိုတင်ခဲ့တာဖြစ်ပြီးတော့ human right watch ရဲ့အစီရင်ခံချက်အရဆိုလို့ရှိရင်လူပေါင်း6500ကျော်ကို Davado Death Squad အနေနဲ့တပ်ဖြတ်ခဲ့တယ်ဆိုပြီးတော့လဲစစ်တမ်းတွေရရှိပါဒါပေမဲ့အမှန်တကယ်မှာဆိုလို့ရှိရင်တော့ Davado Death Squad ကြောင့်မလို့တေဆုံးသူကလူဦးရေ2000အထိရှိနိုင်တယ်ဆိုပြီးတော့လဲစစ်တမ်းတွေရောက်ဖော်ထုတ်မှုတွေလည်းရှိထားပါတယ်ပေါ့နော် ဖိလစ်ပိုင်နိုင်ငံက2011ခုနှစ်မှာ ICC အဖွဲ့ဝင်ဖြစ်လာခဲ့ပေမဲ့2019ခုနှစ်မှာဆိုလို့ရှိရင်တော့တမနာဒူတာသေးအနေနဲ့ညံကောင်းသွားတယ်လို့ပဲဆိုရမလားသူ့ရဲ့ DAVAO အဖွဲ့ဝင်တွေရဲ့တက်ပြတ်မှုတွေနဲ့လူသားတွေပေါ်ကျူးလွန်ခဲ့တဲ့ယာစွေးမှုတွေကိုနိုင်ငံတကာယာစွေးခုံရုံး ICC ကစုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေဆလာလာတဲ့တပြိုင်နက်2019ခုနှစ်မှာပဲ ဖိလစ်ပိုင်နိုင်ငံက ICC အဖွဲ့ကနေပြီးတော့နှုတ်ထွက်ကြောင်းကိုကြေညာလိုက်ပါတယ်ပြီးတော့ဒူတာတေက ICC ကသူ့ကိုဖမ်းဝန်းနဲ့ထုတ်မှာဖြစ်ပေမဲ့လည်းဖိလစ်ပိုင်နိုင်ငံက ICC ရဲ့အဖွဲ့ဝင်မဟုတ်တော့တာ ဖြစ်တဲ့အတွက် ICC မှာဘာမှလုပ်ပိုင်권မရှိဘူးဆိုပြီးတော့လည်းသူကပြောဆိုခဲ့တာဒါပေမဲ့လည်း ICC အနေနဲ့အကွက်ကြုံမြင်တယ်လို့ပဲပြောရမှာပါ ICC အဖွဲ့အနေနဲ့ပြောဆိုတာကတော့ဖိလစ်ပိုင်အနေနဲ့ ICC အဖွဲ့ဝင်ဖြစ်နေတဲ့ကာလမှာ စုံစမ်းစစ်ဆေးထားတာဖြစ်တဲ့အတွက်အခုလိုမျိုးစုံစမ်းစစ်ဆေးမှုကအကျုံးဝင်လို့တရားစွဲပိုင်ခွင့်ရှိရဲဆိုပြီးတော့လဲထုတ်ဖော်ပြောဆိုလိုက်တာပါ။ဒါနဲ့ပဲတစ်ဆက်သေးမှာပဲဒီလိုမျိုးလုံဆောင်ခွင့်တွေကနေပြီးဖန်ဝန်းထန်ထုတ်ခဲ့တာဖြစ်ကြောင်းကိုပြောတယ်။ဒီလိုနဲ့ပဲတူတာဒေးအနေနဲ့သူ့ရဲ့တမရတတန်6နှစ်တာကာလကိုဆုံးပြီး2022ခုနှစ်မှာဆိုလို့ရှိရင်တော့နိုင်ငံကြီးလောကကနေပြီးတော့တရားဝင်အနားယူသွားခဲ့တယ်။သူနားယူသွားပြီးတော့နောက်ပိုင်းမှာတစ်ချိန်က ဖိလစ်ပိုင်ရဲ့အာနာရှင်တဦးဖြစ်တဲ့ဖာဒီနန်မာကိုစ်ရဲ့တာဖာဒီနန်မာကိုစ်ဂျူနီယာအနေနဲ့တမနာအဖြစ်တက်လာခဲ့တယ်ပေါ့နော်အခုလိုမျိုးဖာဒီနန်မာကိုစ်ဂျူနီယာအနေနဲ့တမနာအဖြစ်တက်လာပြီးတဲ့နောက်ပိုင်းမှာလေ ICC နဲ့သူကလုံးဝပေါင်းမှာမဟုတ်ဘူးပြီးတော့ ICC ခိုင်းသမျှတွေကိုလုံဆောင်ပေးမှာမဟုတ်ဘူးဆိုပြီးတော့လေဒူတာတွေနဲ့ပြောဆိုကတိကိုဝဲပြုတ်မှုတွေလည်းရှိခဲ့တယ်ဆိုပြီးတော့လေသိရပါဒါပေမဲ့လာပိုင်းလောက်ပါပဲဗျဒူတာတွေလက်ထက်မှာတေယုံနဲ့အဆင်ပြေပြေနေခဲ့ပေမဲ့လည်း ဖာဒီနန်မာကိုဂျူနီယာရဲ့လက်ထက်မှာဆိုလို့ရှိရင်တော့တရုတ်နဲ့ခွာပြဲသွားပြီးတော့အမေရိကန်နဲ့ဆက်ဆံရေးကိုသူ့အနေနဲ့တော်တော်လေးကိုလှုပ်ဆောင်လာခဲ့တယ်လို့ပဲဆိုရမှာပါဒီလိုနဲ့ပဲ ICC ရဲ့ဒူရာဒေးပေါ်ဖန်ဝရန်က ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာထွက်လာခဲ့ပြီးတော့17ရက်နေ့မှာဆိုလို့ရှိရင်တော့မနီလာလေဆိပ်မှာပဲဒူတာတီကိုဖမ်းဆီးခဲ့တယ်။ဖမ်းဆီးခဲ့တဲ့အချိန်မှာလည်းစိတ်ဝင်စားဖို့ကောင်းတာကအင်တာပိုရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်ဆိုပြီးတော့လူများကပြောနေကြပေမဲ့လည်းအင်တာပိုရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဒူတာတီကိုဖမ်းပိုင်ခွင့်မရှိပါဘူး။အဲ့တော့ဘယ်သူတွေကဖမ်းဆီးခဲ့တာလဲဆိုလို့ရှိရင်ဖိလစ်ပိုင်ရဲတွေကပဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့တော့ဖိလစ်ပိုင်ရဲတွေဒူတာတီကိုဖမ်းဆီးတဲ့အချိန်မှာတော့အင်တာပိုကရဲတွေကရှိနေပါတယ်။ ူတာဒီကိုမတ်လ9ရက်နေ့မှာတည်းက ICC ကဖန်ဝန်းထုတ်တယ်။အဲဒီအချိန်မှာပဲ Interpol နိုင်ငံတကာရဲတွေအနေနဲ့ဒူတာဒီရဲ့သွားလာလှရှားမှုတွေကိုအမြဲစောင့်ကြည့်နေပြီးတော့ဒူတာဒီကိုဖမ်းပေးမဲ့ရဲတပ်ဖွဲ့ဝင်တွေပြီးတော့အဖွဲ့အစည်းတွေကိုတရင်ပို့နေတဲ့အခြေထားဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်လို့အခုကိစ္စမှာ Interpol ကလုံပိုင်ခွင့်ရှိတယ်လူဖမ်းနေဆိုတာကအဲ့ဒီလူရောက်နေတဲ့နေရာဒီနိုင်ငံမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေကပဲဖမ်းပိုင်ခွင့်ရှိတာလို့ဆိုရမှာပါ ုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ ICC အဖွဲ့ဝင်မဟုတ်တော့တဲ့ဖိလစ်ပိုင်နိုင်ငံတည်နဲ့ဖိလစ်ပိုင်ကရဲတွေက ICC ရဲ့ဖမ်းဝမ်းနှမ်းကိုလုံးဝအတိမတ်ပြုစရာမလိုသလိုဒီကိစ္စမှာဆိုလို့ရှိရင် Interpol နဲ့လည်းပူးပေါင်းဆောင်ရွက်စရာမလိုဘူးဆိုပြီးတော့လည်းသိရတာပါ။ဒါဆိုဘာဖြစ်လို့ဒူရာဒီကိုဖမ်းဆီးခဲ့လဲပေါ့နော်။ဒါကတော့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးအရှုပ်ထွေးတွေလို့ပဲပြောရမှာပါ။အခုလက်ရှိချိန်မှာဖိလစ်ပိုင်ရဲ့တမရ ဂျူနီယာမာကော့စ်နဲ့ဒူဒါဒေးရဲ့သမီးဒူးတံမရာဖြစ်တဲ့ဆာရာဒူဒါဒေးတို့အနေနဲ့အတော်လေးကိုတင်းမာမှုတွေရှိနေတယ်ဆိုပြီးတော့လည်းသိရတယ် ရှိရှိလာရီတော့ကဆိုလို့ရှိရင်တော့ဆာရာဒူတာဒေးကိုဂျူနီယာမာကိုစီရဲ့လူတွေကလှုပ်ကြံမှုတော့ကြိုးစားခဲ့တယ်ဆိုပြီးတော့လည်းသတင်းတွေထွက်သွားသလိုဆာရာဒူတာဒေးအနေနဲ့သူ့ကိုလှုပ်ကြံပါတယ်ဆိုပြီးတော့မှဆွဆွဲမှုတွေကရှိခဲ့တာပါဘလို့ပဲဖြစ်ဖြစ်ခုကိစ္စမှာဆိုလို့ရှိရင်တော့ ICC ဖွဲ့ဝင်မဟုတ်တော့တဲ့ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ICC ရဲ့ဖမ်းဝရမ်းကိုနာခံစရာမလိုဘူးဆိုပြီးတော့လည်းသိရတယ်လို့ဒီကိစ္စမှာဒူတာဒေးကိုဖမ်းခဲ့တဲ့ရဲတွေကဖိလစ်ပိုင်ရဲတွေဖြစ်တယ်အဲ့တော့ဖိလစ်ပိုင်ရဲတွေကို ဖမ်းဆီးဖို့အတွက်ဘသူကအမိန့်ပေးတယ်လဲဆိုတာကတော့ရှင်းနေတဲ့ကိစ္စတစ်ခုလိုပဲပြောရမှာပါဒီမှာနိုင်ငံရေးသုံးသပ်သူတွေအနေနဲ့ကတော့သမီးကိုနိုင်ဖို့အဖေကိုချုပ်တဲ့လက်ကွက်ဆိုပြီးတော့လည်းပြောဆိုနေပါတယ်ဗျအဲ့တော့အခုချိန်ဒီမှာဆိုလို့ရှိရင်တော့ဒူတာဒေးကို ICC ကဖမ်းသွားပြီးတော့၁၇ရက်နေ့ညပိုင်းမှာဖမ်းနေဖမ်းမှတ်ပြီးချင်းအချိန်မှာပဲညရင်းချင်းပွဲပေါ့နော် ICC ရဲ့အခြေစိုက်ဖြစ်တဲ့ Netherlands နိုင်ငံကိုတခါလေးခေါ်ဆောင်သွားတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒီဘက်မှာကြံခဲ့တဲ့လက်ရှိ Philippine သမ္မတ Ferdinand Marcos နဲ့ Sara Duterte ဒုသမ္မတ Duterte ရဲ့သမီးတို့အနေနဲ့အခုချိန်မှာနိုင်ငံရေးအပြိုင်မှုတွေကိုမြေတွေးနေရတယ်ပြီးတော့ဒူတာတေးကိုဖမ်းသွားတဲ့အခြေအနေတစ်ခုမှာဒူတာတေးကိုထောက်ခံတဲ့သူတွေအနေနဲ့လေးစိတ်တွေထိကိုလာပြီးတော့ဆန္ဒပြမှုတွေအတိတ်ကယုံတွေလည်းဖြစ်သွားတယ်ဆိုပြီးတော့လည်းသိရတာပါအဲ့တော့ဆက်ဆောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ ဖိလစ်ပိုင်နိုင်ငံမှာဒူတာဒေးကိုထောက်ခံတဲ့လူတွေနဲ့ဒူတာဒေးရဲ့လောက်ရက်တွေအပေါ်မှာလူခွင့်ရေးချိုးပေါက်တယ်လို့ထင်ပြီးတော့ဒူတာဒေးဖမ်းခံရတာကိုလက်ခံအားပေးကြတဲ့သူတွေအနေနဲ့ဆန္ဒပြမှုတွေပြင်းထန်လာလိမ့်မယ်ဖိလစ်ပိုင်နိုင်ငံမှာအဖွဲ့နှစ်ဖွဲ့ကွဲလာပြီးတော့အဓိကရုံးတွေဖြစ်လာမှာကိုလည်းနိုင်ငံတကာကစောင့်ကြည့်နေတယ်ဆိုပြီးတော့ပါသိရတာပါဟုတ်ကဲ့ပါအဲ့တော့လက်ရှိအခြေအနေတွေကိုကျွန်တော်သိတဲ့လောက်ကိုပြောပြတင်ဆက်ပေးသွားတာဖြစ်ပြီးတော့ဒါဒီဘွားအကြောင်းတွေကိုလည်းတီမီခေါမီရှိတဲ့လောက်ကိုပြောပြသွားတာပဲဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေတွေရဲ့အတွင်းမြင်ထင်တွေကဘယ်လိုရှိမလဲ ။ဗီဒီယိုရဲ့အထင်မြင်တွေကိုလည်း GPU လေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်။နောက်တဲ့ video မှာပြန်လည်ဆုံတွေ့ကြအောင်ပါ။